လဲလာတဲ့ငွေတွေကိုပြန်မပေးဘဲချိန်ဆွဲနေရလို့ဆွဆွဲခံရပေမယ့်ယုံကြည်လို့တဲ့တက်တဲ့မျိုးမချပြလာနိုင်သေးတဲ့ခိုင်နေဝေးခန်နီဝေးက2014ခုနှစ်မှာစကံ Brighter လို့တွေကိုစတင်လုပ်လိုက်ခဲ့တာဖြစ်ပါတယ်။ကလေးသူငယ်တွေကိုကုညီကဲတဲ့ပေးတဲ့ Brighter လို့ကိုလုပ်ကင်ကလူတွေရဲ့ယုံကြည်မှုကိုရရှိလာခဲ့တာပါ။ ခိုင်နှွေကပရိုက်တာလုံးနဲ့ဇန်းတွင်ဖြစ်လာသလိုသူလောက်တာကိုလည်းတိမဲ့ပြုတ်ကြတာမလို့ကိုပိုင်မိဘမဲ့ចောင်းထောင်ကကလေးတွေကိုမွေးစားခဲ့ပါရင်အကြမ်းမျိုးကြောင့်စုပြေခင်ရတဲ့ကလေးငယ်တွေကိုမွေးစားပေးကဘဝဆိုးကြီးကနေကဲတင်ပေးတာပါအခုဆိုရင်ခိုင်နှွေပရိုက်တာចောင်းမှာကလေးပေါင်း100ကျော်ရှိလို့နေပါပြီဂျာပင်ရုပ်ကြည်မှုခိုင်မရရှိလာခဲ့တဲ့ခိုင်နှွေဟာရေပင်းနဲ့ငလင်းပေးဖြစ်ချိန်မှာ အလွန်ငွေပေါင်း သိန်းတောင်းချီကိုကောက်ခံပေးနိုင်တာပါလူတွေကလည်းခိုင်နေဝေကိုဆိုရင်အလိုလိုယုံကြည်တာမို့သိန်းပေါင်းတောင်းချီကိုလူတန်းပေးကြတာပါအလွန်ငွေများလာတဲ့နေရာခိုင်နေဝေစီမှာလည်းပြဿနာတွေများလာပါရင်အကြောင်းရေကတော့အလွန်ငွေလွဲတဲ့နေရာမှာတိကျမှုမရှိသလိုလူတဲ့နေရာမှာလည်းနီးစနစ်မကြဘူးဆိုပြီးတော့ထောက်ပြလာခဲ့တာပါဂျာပင်ပြီးခဲ့တဲ့ရက်မှာတော့ခိုင်နေဝေပရိုက်တာအသင်းမှာပြဿနာအသေးလေးတွေဖြစ်နေခဲ့တာပါအဲ့ဒါကတော့ခိုင်နေဝေစီကိုလူနေကြလူရှင်က အထက်တိုင်းစီငွေလဲတော်ကိုခိုင်နေဝင်တို့ကောက်စီမာပြီးတော့လွှဲမိသွားတာပါ။သိန်း30ကိုခိုင်နေဝင်တို့ဘဏ်အကောင့်တွေလွှဲမိတာမို့အမြန်ကိုပြောခဲ့ပါရီ။ချက်ချင်းဆိုသလို Brighter အသင်းဘက်ကိုဆက်သွယ်ကပြန်လွှဲခိုင်းပါရီ။ဒါပေမဲ့ပြန်မလွှဲပေးလာပဲအချိန်တွေဆဲလာခဲ့တာပါ။ မောင်းလဲမိတဲ့သူတွေကိုလည်းနီးနဲမျိုးစုံကိုထောက်ခံစားယူခိုင်းဘန်းရဲ့ချက်လက်တွေရှာခိုင်းလိုက်နဲ့လုပ်နေကြတာပါမောင်းလဲမိတဲ့သူဘက်ကပြန်လဲပေးဖို့ပြောဆိုပေမဲ့မလွဲပေးပါဘူးခန်းဝေကိုရင်ကမရှင်းတယ်လို့လူချင်းပေးမတွေ့ပါဘူးမန်နေဂျာဆိုသူဖုန်းဆက်လာကပတ်စံကိုလွှဲတာနဲ့တပြိုင်နဲ့ချက်ချင်းဆိုသူလိုလှူလိုက်တာမလို့ပြန်မပေးနိုင်တဲ့ပုံစံပြောကြောင်းမောင်းလဲမိတဲ့မျိုးသမီးကဆိုရှယ်မီဒီယာမှာထုတ်ပြောလာတာပါချက်ချင်းလူတွေဆိုတာအကြောင်းပြချက်မခိုင်းလို့တလို့ပြန်လို့ချင်းရင်တရားရုံးကနေရင်ဆိုင်မှာလို့ပြောတဲ့အတွက်အမျိုးသမီးကလက်မခံနိုင်မဲ့လူ သိအောင်လုပ်လိုက်တာပါခန်းနေဝင်ရချက်ချင်းဆိုတော့သူတို့ပရိုက်တာတင်ကတာမန်တင်မဟုတ်ပဲအဖွဲ့အစည်းတွေစီကခွင့်ပြုချက်ယူထားတဲ့အတင်းဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါဒါကြောင့်မလို့လူတွေကဝေဖန်မှုပိုပြင်းထန်လာခဲ့ပါတယ်ခန်းနေဝင်ကသူ့စီကိုငွေမွာလွှဲတာကိုနှစ်ရက်ဆက်အတွင်းမှာပြန်ဖြည့်ရှင်းပေးပါတယ်ဆိုပြီးအချောင်းငွေလွှဲမှားတဲ့သူရဲ့အကောင့်ကိုပြန်လာပါတယ်အမျိုးသားတယောက်ကရွာတွက်လူရင်းနဲ့3900နဲ့9000သိန်းမှားလွှဲခဲ့တာပါ21ရက်နေ့မှာမှားလွှဲပြီး24ရက်နေ့မှာပြန်လွှဲပေးကြောင်းကိုသက်သေပြလာခဲ့တာပါဒါပေမဲ့လူအများကတော့မယုံကြည်ကြ ြသေးပါဘူး။ခန်းနေဝေကလက်ရှိဖြည့်ရှင်းရမယ့်ကိစ္စကိုမဖြည့်ရှင်းမဲနဲ့အခြားကိစ္စတခုကိုကြောင်းပြကဖြည့်ရှင်းနေတယ်လို့ထောက်ပြနေတာပါ။ခန်းနေဝေကခုနောက်ပိုင်းမှာပရိုက်တာလုပ်ကိုပန်းပြကကိုကျိုးတွေတုံးနေကြောင်းတခုပြီးတခုတက်သေးပြခံနေရပါတယ်။ပရိသတ်ကြီးရောခန်းနေဝေကပရိုက်တာလုပ်ကိုမှန်မှန်ကန်ကန်လုပ်နေတယ်လို့ထင်လား။လူအများဆွဆွဲတယ်လို့ဖြစ်နေတယ်လို့ထင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်။အဆုံးနေကြရှူအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့စေနေတဲ့နုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာ ဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့ဦးရှင်။အားပေးနိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။